မောင်ပါစီကျွန်ုပ်ဒီအမျိုးသားပညာရေးအဖွဲ့ချုပ်နဲ့အမှုထမ်းနေရာလွန်ခဲ့သောကိုနေခန့်ကပသိမ်မြို့အမျိုးသားချောင်းတို့ခိတ္တချောင်းအိုအဖြစ်ဖြင့်ဆောင်ရွက်ရန်အဖွဲ့ချုပ်ကဆေလွတ်သည့်အတိုင်းတွားရောက်ဆောင်ရွက်ရ၏ထို့အခါမှမှတ်သားချီးမွမ်းပွဲကောင်းသောចောင်းသားတယောက်ကိုတွေ့ကြုံရ၏ထို့တငယ်ကမောင်ပါစီဆိုသူသည် ပသိမ်တလိုင်းချောင်းရက်ရှိဥလတော်များတို့မှာအတန်ချွေးဝါသောဂုံတွေများဖြစ်ကြ၏သူတို့သားမောင်ပါစီသည်အမျိုးသားကြောင့်၌ခုနှစ်ဆင့်အောင်လေသည်ကောင်းသည့်နှစ်၌ပင်ဖခင်ဥလဆုံးတည်၍၎င်းချက်ရှိသောအလုတ်ပြက်ငွေကုန်သည့်ပြင်လူလင်လူကောက်ခံရ၍၎င်းတော်များနှင့်မောင်ပါစီသားမိတို့မှာအလွန်ဆင်းရဲစွာကျင်ရစ်ခဲ့လေ၏အမိမှာဖြစ်တတ်သည့်များမျက်နှာငယ်ငယ်နှင့်ဇီးရောက်ရ၏တာမိနှစ်ယောက်စားဖို့အပြင်အဖို့မရချေ မောင်ဘစီကတမ်းမာထွက်ချိုင်းတတိနှင့်ပြည်စုံသူဖြစ်၍မိမိစီနှင့်မိမိကြောင်ဆက်နေရန်ကြည်၍ကျင်စီနေလေ၏။နှွေကြောင်ပိ၍ကြောင်ဖွင့်ခန်းဤတွင်ဆရာကြီးထံသွားရောက်၍အဖြစ်အပျက်ကိုပြောပြပြီးလင်ကြောင်စီရရန်အလုတောင်းလေ၏။မောင်ဘစီ၏ဉာဏ်ပညာဝရိယကိုတည်ပြီးသောဆရာကြီးကလာကလွတ်နေတော့ဟုဆို၏။လာကလွတ်နေရင်ကျွန်တော်အဆွမ်းမရှိရလဲရောက်မယ်။ငွေကြောင်ငွေကိုလည်းထိမှာပေါ့။ ဒါဖြင့်ငါကမင်းအတွက်ကြောင်းစီထုတ်ပေးမယ်။ကျေးဇူးတင်ပါရဲ့ခင်ဗျာ။နှုတ်ပေမဲ့ကိုအလုံးနဲ့ကိုနေချင်းပါတယ်။အလုံးသားမဆပါခင်ဗျာ။မင်းဘာလုံးနိုင်လဲ။အခုကြောင်းမှတပြည့်လဲတဲ့အလုံးနဲ့တောက်ရီခက်တဲ့လောက်ကိုကျွန်တော်ကိုပေးပါ။ဒလ၈ချက်လောက်ရနိုင်တယ်လို့သိရပါတယ်။ကောင်းပြီစမ်းကြည့်အောင်တော့ ဤသို့အလုရခဲ့သဖြင့်ကျောင်းဆက်နေမြေအကြောင်းကိုအမိအားပြောပြရာအမိမာရင်ထုမနာဖြစ်၍ငါသားမင်းအလုလုပြီးကျောင်းနေမယ်ဆိုတာကိုအမိမကြည့်နိုင်ဘူးအမိကူလီလိုပြီးငွေရှာမယ်ပြီးတော့လည်းမင်းကျောင်းမှာဂုံငယ်မှာပေါ့အမိကျွန်တော်ပြောပြမယ်လူဟာယောက်ျားဟာအလုလုရမယ်အလုလုတာမကြည့်နိုင်ဘူးဆိုတာအမိကျွန်တော်ကိုချစ်ပုံလွှဲနေတယ်ဂုံငယ်တဲ့ဆိုတာမှလည်းအပြည့်ကင်းတဲ့အလုမှန်ရင်ဂုံရှိတာကြီးပဲအမမမိဘကြောင့်ကြောက်ကိုခံပြီးကြောင်းနေတဲ့လူတွေမှရှက်စရာကောင်းတာဗျကိုစည်းနဲ့ကိုနေနိုင်မှာကုန်ရှိတာအမေရဲ့ မမိမှာတာဤစကားကိုမချေနိုင်ခြင်းမင်းလည်းမင်းအဖေလိုပဲအင်မနာစိတ်ကြည်တယ်မင်းခုတော့ငါနိုင်အောင်မပြောနိုင်ဘူးနှုတ်ပေမဲ့အမေတော့မကြည့်ရတာအမှန်ပဲဟုမျက်ရည်ဆန်းဆန်းနဲ့ပြောလေ၏ချောင်းပွင့်လည်းမောင်ပါစီသည်ရှစ်ဆင့်တွင်နေရ၏နန်းနငါးနိုင်ထား၍အိမ်တွင်တောက်သုံးရီခက်၏နှစ်ယောက်ဆဆန်းပြုတ်၏ဇေယကုံတစ်ဖြင့်လက်ဖက်၏ကော်ဖီမတောက်ကြလေပြီးလင်အနီးရှိချောင်းသွသွား၍တပြက်လဲချင်းရီခချင်းတို့ကိုပြုလို့ပြီးလင်ပြန်လာဆန်းပြုတ်တောက်အချင်းရလေစာချက်ချောင်းတက်၏နိ နေ့လယ်မုံစားချိန်မှာအင်းသူပြန်၍နန်းနတ်ထမင်းစားရ၏ကျောင်းညနေကြောင်းစင်းလေမိန်းကလေးတစ်ပွဲအင်းအလုတ်လုတ်၍အမီးအလုတ်ကိုပင်ကူညီပေးသည်ဤတော်မြတ်ကချင်းတုတ်လက်ဖက်လက်တုတ်တို့ကိုဈေးထွက်၍ရောင်းရ၏ဤကမောင်ဘစီတို့သားအမီးဤနေ့စဉ်အလုတ်သည်မောင်ဘစီသည်မိမိအလုတ်မှတလား၈ချက်ရရကျောင်းလာကစာအုပ်ခဲတံတို့အတွက်လုံလောက်စွာသုံးဆရလေ၏ ရှစ်စင်တွင်တပြည့်20ရှိရာမိန်ကလေး3ရောက်ပါ၏မဲတင်မြသိန်းတင့်စင်တို့ဖြစ်၏တင့်စင်ကမောင်ဘစီနှင့်တလန်းနှင့်နေ၍9အိမ်8အိမ်လောက်ချ၏တင့်စင်၏မိဘများမှလွှားထောင်တစ်ကုံတဲ့ကြီးဖြစ်၍အတံပင်ချွေဝပြည်စုံ၏တင့်စင်တို့အိမ်မှာကျောင်းနှင့်နေ၍မောင်ဘစီသည်ကျောင်းသူနေစဉ်သွား၍အလုပ်လုပ်သည်ကိုမြင်ရသည့်အသည့်ဖြင့်တနာလဲတနာ၏ချီးမွန်းလဲချီးမွန်းမိ၏ တို့ရတွင်နှိစက်ခြင်းမရှိသည်ဖြင့်ခတန်းတန်းပင်နေကြ၏မွန်ဘစီမာကုစွန်းနေကုနေသူဖြစ်၍အတန်းတဲ၌ပထမချီရသည်မှာအံအောပွင့်မဟုတ်ချေဆရာများကလည်းချစ်၏တို့ရတွင်တချို့ကျောင်းသားတို့ကအနှုံစားထင်သည့်အပြင်မနာလိုလည်းရှိကြ၏တနေ့၌မက်တင်မြသိန်းတင့်စင်တို့လည်းအတခမ်းတစ်ခု၌မူဆန်နေကြစဉ်မက်တင်ကဟေ့ဘတ်စီကတဲထောင်းနေပါလားလူကဖြင့်မုဆူမာသာတပြက်လဲရေခက်ပြီးကျောင်းနေရတဲ့အနှုံစား၏တင့်စင်က ညီကယောက်ျားပြီးပြီးခုဆွနဲ့ကိုနေတာကိုနှုံနေထင်သလားဒါမျိုးမှအဖို့တန်တာအိခုရိုးရိုးတိုင်းပြောလိုက်ဟာဟာညီနဲ့ဖြစ်နေမှာခုမှတည်တယ်ဟုမဲတင်ကမအုံးမချွပြောလိုက်လေသည်တင့်စင်ကဟိတ်မဲတင်ငါ့ကိုအယံမစွစင်းနဲ့ညီတို့လိုရှက်တိမှတ်လို့လားငါကညီမတရားပြောတာမှခံချင်လို့ပြောတာသိရလားဟုမျက်နှာထားနဲ့ပြောလေသည်ထွက်ကများတင်ကဝင်းပြန်ပြီးထားသွားကြလေသည်တခါလဲသဘခန့်တွင်ယောက်ျားလေးမိန်းကလေးများ တည်တင်းစာဖတ်သူကဖတ်စာကြည့်သူကကြည့်နေရမောင်ဖတ်စီတင်းစင်တို့လည်းပါ၏မောင်ဖတ်စီတည်တင်းစာဖတ်ပြီးထပ်သွားသောအခါကိုစင်ဖိုးထင်ကအနိရှိတငချင်းတို့ဟာဟေးဟိုမှာဂျာရူဝါလာထွက်သွားပြီးဟူတေယောတော်တော်ပြောလိုက်လေသည်မခန့်တတ်သောစိတ်နှင့်တတိမင်္ဂလာသောတင်းစင်ကဘယ်နဲ့လဲကိုဖိုးထင်ယောက်ျားပြီးပြီးကိုစွန်းနှစ်ကိုနေတဲ့သူကိုရှင်တို့ကတည်ရော်သလားနှုံနေထင်သလားမိဘကြောင့်ကြခံပြီးပေါ်ချွန်နေတဲ့လူတွေကမှနှုံတာဆက်ဖို့ကောင်းတာရှင်ဟု မျက်နာခတိတင်းနဲ့ပြောလိုက်ရာဖိုးထင်တို့လူစုမှာတင့်စင်ဤတတိကိုတည်၍ပြန်မပြောဝန်ပဲဆက်ပြဲပြဲကြောင်တောင်တောင်ဖြစ်နေကြလေ၏ဤသူတင့်စင်သည်မောင်ဘစီကကြီးမောင်ဘစီဘက်ကကြီးခုခံပြောနေသည်ကိုမောင်ဘစီမသိချေတနေ့တည်း၌မောင်ဘစီနှင့်တင့်စင်တို့ကြောင်းသွားရင်ဆုံးနေကြရာရုတ်တရက်မူကြီးရွာချလေ၏တင့်စင်မှာထိမပါချေ မောင်မစီမာကအိန္ဒိယထိစုပ်ကလေးတစ်ခုပါ၏မိုးရွာလင်ရွာချင်းမောင်မစီသည်ထိကိုကပြက်ကြရာဖွင့်၍မတစင်ရော့ရော့ဒီထိဆောင်သောဟုပြောပြောဆိုဆိုလက်ထက်အတင်းထည့်၍မိမိကကျောင်းသူပြေးလေ၏တင်းစိန်မှာဘာမှမပြောနိုင်မလုံနိုင်ပဲထိကိုဆောင်ယူသွားရလေ၏ခန်းထဲရောက်လျင်ထိကိုပြန်ပြေးရခဲ့၍တော်ရ၌ထောင်ထားလိုက်ပြီးနောက်မောင်မစီဘက်သို့ဆောင်းကြည့်လိုက်ရာမောင်မစီအင်ကြီးပစိုးတို့မှအတံမင်းယေစုနေသည်ကိုမြင်ရသောအခါတင်းစိန်၌ နားစောစင်မကောင်းခြင်းဖြစ်ရ၏။ချောင်းဆင်းသောအခါမှာမိမိ၏မောင်ကလေးကိုထိပိုခိုင်းလိုက်၏။နောက်တနေ့ချောင်းတက်ချိန်၌တော်မြတ်ပေါက်လာ၍မောင်မစီမူမီအေးမီပြီးဖြားနေသဖြင့်ချောင်းမတက်နိုင်ကြောင်းလာရောက်ဆေးရအာတိုင်ခွန့်တိုင်းဒီကိုတင့်စင်ချရသောအခါအလွန်ဝမ်းနဲ့ဆိုင်မိမိအတွက်ဖြစ်ရလေသည်ဟုယူကြုံမရဖြစ်၏။ထိုနေ့တင့်စင်စာကောင်းကောင်းမရချေ။ယနေ့ချလင်ပွင့်ပွင့်ပြတ်တတ်သောတင့်စင်သည်မိခင်အားအလုံးစုံပြောပြ၍မောင်ပါစီဖြတ်သည်ကိုသွားရောက်ကြည့်လို့ကြောင့်ခွင်တောင်းဤသမီးဤသဘောတတိကိုတည်ပြီးဖြစ်သောအမိကအေးအေးသွားတာပေါ့ဤအတော်နဲ့သွားဟုခွင်ပေးလိုက်၏ မောင်သားချင်းတွင်ရောက်သွားရာတော်မြတ်သည်လူကုန်ထံအိမ်မတင်းစိမ်မသိလင်အော်ဝမ်းမြောက်စွာဖြင့်ပြပြသလဲဖြာခင်းပြီးရင်းနှီးသည်မိခွက်တတိုင်းဖြင့်မိမ့်မိန်သာရှိသောအလင်းရောင်တွင်ဖြာဟောင်းတစ်ချက်ပေါ်၌ပလက်အိမ်နေရှာသူမောင်ပါစီကိုတင်းစိမ်မြာသောအခါမျက်ရည်လဲလာမိလေ၏အနည်းတို့ကဲ့၍လက်ကိုဆန့်ကျင်သောအခါချစ်ချစ်တော်ပုန်နေသည်ကိုတွေ့ရ၏မောင်ပါစီသည်မျက်စိကိုဖွင့်ကြည့်၍မြင်ရသောအခါအော်မတင်းစိမ်ပါလားကျေးဇူးတင်ပါရခင်ဗျာသုံးလေးရက်ကြာရင်ပျောက်ပါလိမ့်မယ်ကိစ္စမရှိပါဘူးကျမတို့ဖြစ်ရလို့စိတ်တောင်မကောင်းဘူး တတ်တတ်ပါစေးတောက်ရပါလေတို့များကဝင်ရေးခုမှပဲဒူမရေးကွန်းရေးရေးလေးတိုင်မလို့ပဲစီထူးထူးချာချာတော့မရှိပါဘူး။အိုဒါဖြင့်ကျွန်မစီယူခဲ့ပါလေအစင်တင်ပဲဟော်ရီမငန်းစီရဲ့ချီတုတ်စီရဲ့ကီတိုပြိုပြီးတင်စင်တို့ကိုတိုင်းစီတိုက်ပြီးပြန်ခဲ့ကြ၏။အင်းတို့ရောက်တော့ခါဆန်ပြုတ်နှင့်တောက်ရန်ကိုလျံချုပ်ပြကြီးအပြင်မွန်ဖတ်စီတို့စင်ရဲ့ပုံကိုမြင်ခဲ့ရ၍ငွေဆက်ကို30တန်းတစ်ချက်ကိုလည်းပို့လိုက်လေ၏။မွန်ဖတ်စီတို့အလုံးဝမ်းတော့ရွှေချင်းရပင်ထွက်လာ၏။သူရတဲ့သူတစ်ပါးဤအမအစာကိုမခံလို့ရကမိမိဤ မဆူဆောက်တွင်အောက်ပါတိုင်းရေးမှတ်ထားလိုက်လေ၏1286ခုဝါဆိုလာစု3ရက်နေ့တွင်မတက်စင်သည်စင်းနှစ်ခွက်ငချောက်တပြငွေ30ကျေစုပြု၏၎င်းတို့ကိုတနေ့နေ့ပြန်ဆက်ပေးမည်၃ရက်နှင့်အဖြားချက်၍ကျောင်းပြန်တက်၏၆လပတ်ဆံမေးပွဲပြီး၍ကျောင်းပိတ်ပွဲတွင်စုပိတ်ပွဲလက်ကျင်းပ၏ဖြစ်ရသည်ကမောင်ပါစီသည်ခရိုင်ကဲ့သို့ပင်ပထမဆုရ၏တင့်စင်ကဒုတိယဆုရ၏၎င်းစုတို့ကိုပေးပြီးမှကျောင်းဆရာကြီးက ထား၍ပြောဆိုသည်မှာအမောင်တို့အခုနဲ့စုပွေးပွဲမှာရှေးကမပေးဘူးတဲ့စုမျိုးပေးရအောင်ပဲအခုရှစ်စင်မောင်ပါစီအဖို့တန်တဲ့ပုံစံတစ်ခုကိုပြလိုက်ပြီးចောင်းလာကလွတ်ထားတာကိုလက်မခံသူတစ်ပါးထောက်ပံ့တာကိုလည်းလက်မခံကိုအစွမ်းကိုကိုအားကိုပြီးမောင်တို့မတို့တည်တဲ့အတိုင်းကိုလိုကိုစီနဲ့ចောင်းမှနေတဲ့အခုလိုငွေငွေကြီးစားတဲ့ခေချင်းမှာမောင်ပါစီကနီးတဲ့နီးကောင်းတစ်ခုပြပေးတယ်လို့ငါတို့ဆရာများနဲ့ចောင်းကော်မတီများကကျေးဇူးတင်ဝမ်းမြောက်ကြတယ် မှတ်စရာကလောကမှာယူတာတဲ့အလုံမှန်ရင်မြင့်မြတ်တာချီပဲတလကို၈ချက်၁၀ရတာထက်ကုစန်းကိုအာကိုပြီးစာတင်တဲ့ယောက်ျားပိသားတဲ့လူငယ်ဖြစ်လို့အခုငါတို့ကြောင့်ကရှူတစိတ်တစ်ခုချင်းမြင့်တယ်ဟုရှူတစိတ်စုပေးလိုက်လေဤတကြောင်လုံးကဩဘာပေးကြဤမောင်ပါစင်းနေတင့်စင်တို့တနစ်တဲ့ဆယ်တော်အောင်ကြဤနှစ်ယောက်လုံးကြောင်ထွက်ကြောင်ကားထွက်ကြဤတွေ့ကတင့်စင်ဒီမောင်ပါစီကိုမိမိတို့သက်ဆက်တွင်စေရေးခန္ဓာရံမိဘတို့ကိုပြောပေးဤ မောင်ဘစီနှင့်တင့်စင်တို့ကြောင့်ကိုတည်တော်သူဤလူဤအဖိုးကိုအကဲခတ်နိုင်သောမိဘတို့သည်တမိအလိုကိုမဖယ်ချေမောင်ဘစီသည်ပထမလအတွက်လက40ချက်ထုတ်သောနေ့၌တင့်စင်ထံသို့သွား၍ငွေဆက်ကို30ချက်တန်တစ်ချက်ကချောက်ပြကြီးတပြားစီရွတ်ငွေ၅ချက်တို့ကိုပေးလေ၏တင့်စင်ကဒါဘာသဘောလဲဟုမေး၏မောင်ဘစီကအိတ်ထမမိမဆူစာကိုထုတ်၍ရခင်မိမိရေးထားသည့်တို့ကိုပြ၏တင့်စင်ကဖက်ချပြီးလင်းပြုံး၍အော်အော်ဒါကျွေးဆက်တာလားကိုပါစီကျွန်မကရှင့်ချီးတာမဟုတ်ဘူး ပေးတာရှင်ပေးတာလူသေးချကြည့်ရဲ့ကျုပ်ကသူများပေးတာမယူဘူးဆိုတာသိတယ်မဟုတ်လားဟောဒီလိုလားဟုတ်ပြီတဲ့ဟုတ်ပြီတဲ့ဆိုရင်တင်းတင်းတင်းငွေနဲ့ငချောက်တို့ကိုယူပြီးပြီးမှမျက်နှာတီတီထားယူရှင်လူသေးချကြည့်ရဲ့ငွေငွေငချောက်စီးပူးတွေတော့ရပါပြီအတူကောဟူမေးမဟုတ်စေရင်ရှင်တင်းနေဖြစ်သွားရေးပါမှပြန်မပြောနိုင်မရော့တာဖြင့်ငွေတစ်စက်ထပ်ယူပါဟုထပ်ပေးပြန်ဤ ငွေတဆယ်ကိုရွေးတဆင်ကဆက်ပြန်သေးကကိုင်းအရင်လဲရပြီအတိုးလဲရပြီသို့တော်လဲဒီမှာပေးစင်ကရွရွချင်းကတမဟုတ်စေရနာနဲ့ပေးကန်တာဖြစ်တဲ့ကိုင်းစေရနာအတွက်ကိုကဘလို့ဆက်မလဲဟုပြုံးရင်းလေးလေမောင်ဘစီမှာစေရနာကိုငွေချင်းဖြင့်ပြန်မဆက်နိုင်သေးကိုသိလီရကဒါလဲဟုတ်တာပဲစေရနာကိုစေရနာနဲ့ပဲပြန်ဆက်ဖို့ပါပဲဟုဆို၍မျက်နာကိုစင်စင်ကြည့်လိုက်လေယခုအခါပသိမ်မြို့မှအနောက်ဘက်သို့သွားတော့လမ်းမကြီးအနောက်ဘက်တွင်ခေါင်းနိုင်သုံးလုံးနဲ့ တသက်ကြီးတစ်ခုကိုတွေ့မြင်နိုင်၏၎င်းကတိကုံတဲ့သတ္တိဥပစီနှင့်တတိကရောဒေါတန်စိန်တို့၏ကြီးပွားနေသောသတ္တိပင်တည်